ူမရဲ့အမကန်ပိုင်ဆိုင်တဲ့စီစဉ်ဥစ္စာတွေကိုချပြရင်ဖြိုးကြီးရဲ့ဇနီးကိုခြေပြလိုက်တဲ့ဆုမျက်နန္ဒပြည်သူများအလုံးမင်္ဂလာပါရှင်။ဘောင်မီစနောကနေပြန်လဲကြိုးဆိုလိုက်ပါတယ်။အမေရိကန်နိုင်ငံမှာတတိမကြီးစမိုင်းထက်မရောတဲ့စီစဉ်ဥစ္စာချမ်းသာတွေနဲ့ချမ်းသာကြွယ်ဝနေတဲ့ဘဝကိုပိုင်ဆိုင်ထားကြောင်းကြွားလုံးထုတ်လာတာကတော့တယောက်ဆောင်မင်းသမီးဆုမျက်နန္ဒပဲဖြစ်ပါတယ်။ စိုးမျိုးနန္ဒာတယောက်ဒီလိုမျိုးကြွားလုံးထုတ်လာတာကလည်းသူမကအမေရိကန်နိုင်ငံမှာစိုးသူနဲ့လက်ထပ်ပြီးတော့မွေးနေပြီဆိုတဲ့သတင်းတွေထွက်လာတာကြောင့်ဖြစ်ပါတယ်။အလုံးသိကြတဲ့အတိုင်းအခုရပိုင်းထဲမှာတော့စိုးမျိုးနန္ဒာရဲ့ခင်ပွန်ဟောင်းဖြူကြီးကနာမည်ကြီးစိန်ဆိုင်တတိမာကြီးနဲ့လက်ထပ်ထားတာဖြစ်ပါတယ်။ဒီလိုမျိုးခင်ပွန်ဟောင်းဖြူကြီးကသူမတဲ့တာလုံးနဲ့ရှမ်းစော်ဝါမျိုးနဲ့စိန်တတိမာကြီးနဲ့လက်ထပ်လိုက်တဲ့ချိန်မှာစိုးမျိုးနန္ဒာကတော့အမေရိကန်နိုင်ငံကပုံနှိပ်တိုက်တစ်ခုမှာအလုံးလုံးနေတာဆိုပြီးသတင်းတွေထွက်နေတာဖြစ်ပါတယ်။ ဒီတရင်ကလည်းစိုးမျက်နှံတားရဲ့အမအရင်ဖြစ်သူတယုတ်ဆောင်မင်းသမီးကြီးအကယ်ဒမီစိုးမျက်သူစားကသူ့ရဲ့ညီမကအမေရိကန်နိုင်ငံမှာပုံနေတိုက်တစ်ခုမှာအလုံးလုံးနေရကြောင်းပြောလိုက်တာပဲဖြစ်ပါတယ်။အမှန်တကယ်မှာလည်းစိုးမျက်နှံတားကအခုဆိုရင်စိုးသူနဲ့လက်ထပ်ပေါင်းသင်းနေတာနေ့အတော်တန်ကြာမြင့်နေပါပြီ။စိုးမျက်နှံတားကအခုဆိုရင်စိုးသူရှိတဲ့အမေရိကန်နိုင်ငံဆန်ဖရန်စကိုမှာတားလေးမြတ်သောမောင်ကိုကြောင်းထားရင်းနဲ့သူမကိုယ်တိုင်ကပုံနေတိုက်မှာအလုံးလုံးနေခဲ့ရတာဖြစ်ပါတယ်။ ီလိုချိန်မှာလူမြင်ကွင်းရှိကနေပြောက်ကွယ်နေတဲ့အစိုးရဖြူကြီးကရန်ကုန်မြို့မှာနာမည်ကြီးထိတ်တန်းစိန်တထေးမကြီးမက်ခင်မမို့တဲ့နဲ့လက်ထပ်လိုက်တာပဲဖြစ်ပါတယ် ဒါကြောင့်လေဖြိုးကြီးရဲ့ပရိသတ်တွေကတော့ဝမ်းသာနေကြတာပါအစောပိုင်းမှာတော့စုမျက်နှာဒါကသူမရဲ့နောက်အိမ်တောင် ဖြစ်တဲ့စိုးသူနဲ့ပျော်ရွှင်စွာသွာလာလှူရှားစားတောက်ပြီးတော့ပျော်ပျော်ပါပါနေထိုင်ဖြတ်တန်းနေတာပါအဲ့ဒီအချိန်မှာဖြိုးကြီးကပျောက်ကွယ်နေရကြောင်းစိတ်မကောင်းဖြစ်နေကြတာ ဖြစ်ပါတယ်အခုတော့အစိုးရဖြိုးကြီးကလည်းဘဝသေးစားတဲ့အနေနဲ့ရန်ကုန်မြို့ကနေမဲကြီးစိန်ဆိုင်တတိမကြီးရှမ်းစော်ဘွားမျိုးနယ်ဝင်မက်ခင်မိုမိုသည်နဲ့လက်ထပ်လိုက်တာဖြစ်ပါတယ်အစိုးရဖြိုးကြီးနဲ့မက်ခင်မိုမိုသည်တို့ရဲ့မင်္ဂလာပွဲကိုတော့ရန်ကုန်မြို့ကမဟာ ြီးတရဏရိပ်သာမှာမင်္ဂလာဦးစွန့်ကြွေးခဲ့ပြီးတော့မမကြီးနှုပညာရှင်တွေကလည်းတက်ရောက်ချင်းမြင်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လည်းလူတွေကဖြိုးကြီးကစိုးမျက်နှာထက်တာတဲ့ဇနီးလေးကိုရရှိသွားတာဖြစ်တယ်လို့ဆိုကြပါတယ်။စိုးမျက်နှာကစိုးသူနဲ့ရပြီးအပေါ်ဝင်ဝင်မရှိလို့ပုံလေးတိုင်းမှာအလုံးလုံးနေရချင်းဖြိုးကြီးကတော့နိုင်ငံကျော်စိန်တထေးမကြီးကိုလက်ထပ်နိုင်ခဲ့ပြီလို့ပြောကြပါတယ်။ဒီလိုချိန်မှာစိုးမျက်နှာကသူမကဖြိုးကြီးယူလိုက်တဲ့ဇနီးလောင်းကိုပြင်းထောင်ပြင်းသေးတယ်ဆိုပြီးပြောခဲ့တာပါ။တောင်ယုံတောင်ယုံတထေးတွေကအမေရိကမှာအိမ်တွေပိုင်ဆိုင် င်ဖို့မလွယ်ကူပေမယ့်မေသမီးစုံမျက်နှာတာကတော့အမေရိကရဲ့အထင်ကြီးကြတဲ့နေရာတစ်ခုမှာစိန်ခံတိုက်အိမ်ကြီးတစ်လုံးကိုပိုင်ဆိုင်ထားခဲ့ပါပြီ။စုံမျက်နှာတာနဲ့ဆိုသူတို့နေထိုင်တဲ့အိမ်ကတကယ်ကိုအဆင်တန်းမြင်မာပြီးတော့ခင်မိတဲ့ပုံစံနဲ့တိစောက်ထားခဲ့ရဖြစ်ပါတယ်။စုံမျက်နှာတာလက်ရှိနေထိုင်တဲ့အိမ်ကမြန်မာငွေကျပ်သိန်းပေါင်းတောင်းချီမှာကတန်ဖိုးရှိပြီးတော့ တကယ်ကိုကြီးကျယ်ခမ်းနားလှပလွန်ပါတယ်။ဒါကြောင့်ဆုံးမြတ်နန္ဒကသူမရဲ့ဘဝကြီးကအခုလက်ရှိဖြိုးကြီးလက်ထက်ထားတဲ့ရှမ်းပြည်ကတထေးမကြီးထက်အစာပေါင်းများစွာပုံမသာလွန်နေပြီးတော့အမေရိကရောက်တထေးမကြီးဘွဲကိုခံယူထားနိုင်ကြောင်းအင်တာနက်ပေါ်ကနေကြွားလာပါတယ်။ ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောဒေါ်လာတန်ပေါင်းများစွာတန်ဖိုးရှိတဲ့တိုင်အင်ဂျီနဲ့အမေရိကမှာနေထိုင်ပြီးတော့ခင်ပွန်ဟောင်ဖြိုးကြီးကိုခြေပြလိုက်တဲ့အစိုးမျက်နှာဒါပေါ်မှာမိမိတို့ရဲ့အမြင်လေးတွေကိုပြောသွားခဲ့ပါအောင်ရှင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်